ကိုလုတ်တဲ့ဥစားကိုပြိုင်မဲ့ဆိုင်ရာတခုမကြံလိုက်ပြီးတော့ပူးချနေတယ်လေဘယ်လိုလုပ်ရမလဲတဲ့ကဲကျွန်တော်မိတ်ဆွေထဲမှာရောပူးချခံရတဲ့လူတွေရှိလားရှိမှာပဲအားလုံးကပူးချခံရမှာပဲကိုလုတ်တာမှန်လို့ရှိရင်ပိုတော်မှကူးချခံရအောင်မယ်အဲ့တော့အဲ့လိုမျိုးကူးချခံနေရလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲအဲ့ဒီဗီဒီယိုလေးမှာကျွန်တော်ကူးချခံနေရတဲ့သူတွေဘာလုပ်တင်လဲဆိုတာကိုကျွန်တော်ရှင်းပြရမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကူးချခံရပြီပေါ့နော်အဲ့ကူးချခံရပြီဆိုရင်ကျွန်တော်တို့ရှင်ထဲမှာစိတ်ထဲမှာတွေးထားတင်တာဘာလဲဆိုတော့ကျွန်တော်တို့လုတ်တာမှန်နေတယ် မှန်နေတယ်ကိုသွားတဲ့လမ်းကြောင်းကကောင်းနေတယ်မှန်နေတယ်ဒါကြောင့်မလို့တို့ကကိုလိုဖြစ်ချင်လို့လိုက်ပြီးတော့ကူးချတာအဲ့တော့ပထမဆုံးအနေနဲ့ကိုကိုကိုအထင်ကြီးလိုက်ပါ yes မိုက်နေပြီငါသွားတဲ့လမ်းကြောင်းမှန်နေပြီငါ့ကိုလိုက်ပြီးတော့ copy ကူးတဲ့ကောင်လေးရှိနေပြီဆိုပြီးတော့ပထမဆုံးလက်မရင်ထောင်လိုက်ဒါပြီးတော့အဲဆုံးတော့ကိုကိုကိုယုံကြည်မှုတိုးတက်သွားတယ် motivation တစ်ခုရတယ်နော်အဲ့ဒါတစ်ချက်အရင်လုပ်ရမယ်ဒီတော့ကူးချမခံအောင်ဘယ်လိုလုပ်မလဲကူးချမခံအောင်လုပ်လို့ကမရဘူးတကယ်တော့ဘာဖြစ်လဲသိလားကူးထမှာပဲ ကူးချမှာပဲအဲ့ဒါသူတို့ကိစ္စကူးချဖို့ကသူတို့ကသူတို့ကိုယ်တိုင်မစင်စားတက်လို့ငိုရဲကူးချဖို့လိုက်လို့နေပါလေဆိုမှာကျွန်တော်တို့ကတားလို့မရဘူးလေဒီလားငါဥစားကြီးနင်လာပြီးကူးမချနဲ့ဒါငါထုတ်တဲ့ပစ္စည်းလိုက်မထုံနဲ့ပြောလို့ကမရကွန်ပျူတာနဲ့ပတ်သက်ပြီးတော့လေကျွန်နိုင်ငံမှာကအရင်အားနေတယ်အရင်အားနေဆိုတော့ကူးချတဲ့ပြဿနာကတော့အများတန်းရှိနေမှာပဲနောက်တစ်ခုရှိတာကကျွန်တော်တို့ကိုတသွေးမတိန်လိုက်ပြီးရောခြေအားခံလိုက်နေတဲ့ကောင်တွေရှိတယ်ကျွန်တော်တို့လုပ်ငန်းလုပ်တော့မှလည်းခဏခဏကြုံမှုရတယ်ကျွန်တော်တို့ဆိုင်ဖွင့်တာလည်းအဲ့လိုပဲကျွန်တော်တို့ရဲ့ ကျွန်တော်တို့ရဲ့အပြိုင်ဆိုင်ပေါ့ဗျာပြောမလို့အဲ့ဒီအပြိုင်ဆိုင်ကကိုဒီနေ့ promotion လုပ်ရင်နောက်နေ့ဆိုလို့ရှိရင်အဲ့ promotion ပုံစံတူတိုက်လောက်တာမျိုးရှိတယ်အဲ့တော့ဘယ်လိုမျိုးလုပ်ခက်လဲဆိုတာကိုကျွန်တော်ရှင်းပြရမယ်နော်ဒီဗီဒီယိုလေးမှာအခုကပထမဆုံးအနေနဲ့ကျွန်တော်တို့ပြောသလိုမျိုးကိုကိုကူးချတာဖြစ်တဲ့အတွက်ကိုဒီလမ်းကြောင်းမှန်နေပြီဒါပထမတစ်ချက်နောက်တစ်ခုကကျတော့ကျွန်တော်သုံးခဲ့တဲ့နီလန်လေးအဲ့နီလန်လေးကိုနောက်မှပြောပြမယ်အရင်ဆုံးဂျာထဲမှာထပ်လောက်ရမယ့်တစ်ဆင့်ကိုကျွန်တော်ပြောပြမယ်အဲ့ဒါပါလဲဆိုကို customer အနေနဲ့ရင်းနှီးမှုရအောင်တိစောက်ပါကိုမကိုဖြစ်နေအောင်လို့ ကို brand မှာကို brand ဖြစ်နေအောင်ကိုဆိုင်မှာကိုဆိုင်ဖြစ်နေအောင် customer နဲ့ကိုနဲ့ကြားထဲမှာခိုင်မာတဲ့တန်ဝစဉ်ကြိုးတစ်ချောင်းရှိအောင်လုပ်ဖို့လိုတယ်เนาะအဲ့ဒါလေးကတစ်ရက်နဲ့မရဘူးနှစ်ရက်နဲ့မရဘူးသုံးရက်နဲ့မရဘူးလေးရက်နဲ့မရဘူးကျွန်တော်အများအားဖြင့်ပြောသလိုကျွန်တော်တို့ရဲ့တကယ် unique selling point တွေမှာပါတဲ့ customer loyalty သစ္စာရှိ customer တွေရဖို့လိုတယ်ဒါဆိုလို့ရှိရင်ဘယ်သူမှလာပြီးကူးချလို့မရအောင်ကျန်တဲ့နေရာတွေကူးချပါလိမ့်မယ်ဈေးလျှော်လား light လျှော်လို့ရတယ် quality ကောင်းလား quality ကောင်းကူးချလို့ရတယ် နောက်တစ်ခါကိုကပစ္စည်းပို့တာမြန်ဆန်လာရတယ်ကူးချလို့ရတယ်ဒါပေမဲ့တစ္ဆာရှိ customer ကိုတော့ကူးချလို့မရဘူးအဲ့တော့ customer တစ္ဆာရှိမှုကအဲ့လိုမျိုးတစ်ဖြည်းဖြည်းနဲ့ယုံကြည်မှုကတိဆောက်သွားတာဖြစ်တဲ့အတွက်အချိန်နဲ့ရင်းပြီးရောမှတိဆောက်ကြတယ်နော်ဒါလေးတွေတိဆောက်ထားဖို့လိုတယ်နောက်ဆုံးကျွန်တော်လုပ်ခဲ့တဲ့ဥစ္စာလေးကိုကျွန်တော်ပြောပြမယ်နောက်ဆုံးကျွန်တော်လုပ်ခဲ့တဲ့ဥစ္စာလေးဘယ်လိုလုပ်ခဲ့လဲဆိုတော့ကိုကကို promotion လုပ်တယ်နမူနာပေါ့ဗျာသိလားကျွန်တော် promotion လုပ်တယ် promotion လုပ်တဲ့အခါမှာစိုင်းတန်ကကူးချတယ်အပုံစံနဲ့ကူးချတာနော်ဟုတ်တော့ကျွန်တော်တို့က90ခန်းတော့ discount ချတယ်။သူလည်း90ခန်းတော့ discount ချတယ်။ကျွန်တော်တို့ကဝယ်လို့ရှိရင်အဲ့ဒီနဲ့ဆောင်ပေးတယ်။သူလည်းအဲ့ဒီနဲ့ဆောင်ပေးတယ်။အဲ့ ဲ့လိုမျိုးတက်ထက်ထက်ကူးချတာနောက်ဆုံး promotion လုပ်တဲ့ရက်ကအစကူးချတယ်ညာ၃ရက်လုပ်လို့ရှိရင်သူတို့လည်း၃ရက်လုပ်တယ်အဲ့တော့ဒီအောင်ကြမ်းတာနော်ဒါဘာမှတရားစွဲလို့လည်းမရအောင်အဲ့တော့အဲ့လိုအခြေအနေမှာကျွန်တော်ဘယ်လိုလုပ်ဆိုတော့ဒီပြိုင်မက်ကဲအာနေဂျာကိုယ့်ရဲ့အားသာချက်ကိုကြည့်နမူနာပဲပြမယ် promotion လုပ်တယ်လုပ်တဲ့အခါမှာ okay ဟုတ်ပြီဒီပြိုင်မက်ကဲအာနေဂျာကပါလဲငါတို့အားသာချက်ကပါလဲကြည့်တဲ့အခါမှာအချိန်မှာကျွန်တော်တို့ရဲ့အားသာချက်ကဝန်ထမ်းတွေကို training ပေးတာကောင်းတယ်ကျွန်တော်ကိုယ်တိုင်ဆောင်ပြီးရထရိနင်းလုပ်ပေးတယ်ဝန်ထမ်းတွေကိုတခြားလေးကိုထရိနာရအတွက်အရန်စစ်ဆက်တဲ့ဝန်ထမ်းတွေကတော်လဲတော်တယ်ကစ္စတမာကဲလဲကောင်းတယ်စကားပြောဆိုတဲ့အားလုံးအဆင်ပြေတယ် အဲ့လိုအခြေအနေခုမှာဒီနေရာမှာတော့အားတန်နေတယ်ပြန်မဲ့ဆိုင်ရကြတော့အဲ့လိုထိရအောင်ဝန်ထမ်းတွေ training မလုပ်ပေးနိုင်ဘူးအရင်လဲဝန်ထမ်းတွေက quality အဲ့လိုမမြင်ဘူး okay ဒီနေရာကိုကျွန်တော်ကပိတ်ကွမ်းတွေ့ပါတယ်ဟုတ်ပြီဟိုဘက်ကအားနေတယ်ဒီဘက်ကဝန်ထမ်းအားတာတယ်ပြီးရင် system ကောင်းတယ်ကိုရီးယားအဆင့်ဆင့်အများကြီးကိုအဆင့်တွေအများကြီးကျွန်တော်ကကင်တွယ်မယ်ဆိုလို့ရှိရင်လည်းမတိမ်းဆောင်းအောင်ကင်တွယ်နိုင်တယ်အဲ့ဒီခါကျတော့ကျွန်တော် promotion ကိုရိုးရိုးနဲ့ရှင်းရှင်းမလုပ်တော့ဘူးရိုးရိုးရှင်းရှင်းဆိုလို့ရှိရင်ကိုလုပ်လို့ရှိရင်ဟိုဘက်ကလည်းလိုက်လို့ပါဒီတော့ကျွန်တော်တို့က promotion ကိုနည်းနည်းလေးအဆင့်လေးတွေတိုးလိုက်တယ်เนาะအဆင့်လေးတွေနည်းနည်းပို့လို့နည်းနည်းရှုပ်သွားအောင်လို့တည်ရမှာ ဒါပေမဲ့ကိုယ်ဝန်ထမ်းတွေကလှုပ်ရှုပ်ပါတယ်ကိုယ်ဝန်ထမ်းတွေကနည်းနည်းလေးပို့ရှုပ်တယ် customer နားလိုက်အောင်နည်းနည်းလေးပို့ပြီးရှင်းပြပေးတာနည်းနည်းလေးခတ်သွားတယ်ဒါပေမဲ့အဲ့ဒီ promotion ကထိရောက်တယ်လိုက်လို့လို့မရဘူးတိုက်ပတ်သွားတယ်လိုက်လို့လို့မရတော့ဘူးသူတို့လို့လို့မရတော့ဘူးအဓိကဘာလဲဆိုတော့ကျွန်တော်တို့ကကိုယ်ကိုလာပြီးတော့ copy ကူးနေပြီဆိုလို့ရှိရင်ခုနကျွန်တော်ပြောသလိုမျိုးနည်းနည်းလေးကိုကဖြတ်သုံးရတယ်အဲ့ခါကျဘာဖြစ်လဲဆိုတော့ line မလုပ်ဘူးမဟုတ်လုပ်တယ်ကနောင်းကနေဖြစ်ကုန်တိုက်ပတ်ကုန်ဘာနဲ့တတူလဲဒီလားကျွန်တော်တို့ကနမူနာနည်းနဲ့ကျွန်တော်တို့ရှေ့ကိုလျှောက်တယ်သူကနောက်ကလိုက်လျှောက်တယ်ကျောင်းဝင်တော့ကျွန်တော်တို့ကခြေရောင်ပြတာပေါ့ဗျာတောင်ဘက်ကိုသွားမလို့နဲ့ကိုကဆိုမြောက်ဘက်ကိုကွေ့ချပါတယ် အဲ့တော့နောက်ကလိုက်တဲ့ကောင်ကတောင်ဘက်ကိုလိုက်သွားတယ်။ကိုသွားမယ်မှတ်ပြီးလိုက်သွားတယ်။ဒါကြတော့ကိုကမြောက်ဘက်ကိုသွားလိုက်။အဲ့လိုမျိုးပေါ့နော်။ဘာလို့လဲဆိုတော့သူတို့မသွားနိုင်တဲ့လမ်းကြောင်းကိုကအခင်းလိုက်တာ။ customer တွေကိုနည်းနည်းလေးရှုပ်အောင်လုပ်လိုက်တယ်။အဆင့်နေပို့တိုးလိုက်တယ်။ကိုကဒီဟာကိုကိုကနိုင်တယ်၊ပိုင်နိုင်တယ်၊ကိုဝန်ထမ်းတွေကလည်းပိုင်တယ်ဆိုတော့ဒီအကောင့်ကိုနင်းချလိုက်တာ။ဒါပေမဲ့တကယ်တမ်းတိုင်ဘက်ကလိုက်လို့တဲ့အခါကျတော့သူတို့မနိုင်ဘူး။ system မိုင်းမနိုင်တော့အဲ့နေရာတွေမှာတိုင်ပတ်တယ်ပြီးလို့ရှိရင် customer တွေအတူတူပေါ်လာတယ်။ဒါပေမဲ့တို့ကျွန်တော်တို့ကသိတယ်။ဒီဟာကိုသိလို့ဒီ customer တွေကိုအတူလုပ်လို့မရအောင်အစိုးရတွေကကိုမှရေးစားတွေပါတရားထက်နံပါတ်တွေပါတရားသွားထားလိုက်တယ်။ ဒါပေမဲ့တကယ်တမ်းပြန်ဘက်ကလိုက်လို့တော့အဲ့ဒါတွေမနိုင်တော့အဲ့ဒါတွေမနိုင်တော့ပုံကလုံးပွားအောင်အာအတူပေါ်တာပေါ်တယ်ပြီးလို့ရှိရင်စုမဲတွေနှစ်ကောင်ပေါက်တဲ့ကောင်ပေါက်တယ်ရှုပ်ကုန်တာပေါ့နော်အဓိကပါလဲဆိုတော့ခုနကကျွန်တော်ပြောလို့ပြိုင်ဘက်ကအားနေချက်ကိုကိုကမြင်အောင်ကြည့်ချက်ဖို့လို့ဟုတ်ပြီဒီကောင်လိုက်ကူးထားနေတယ်ကူးထားနေတဲ့ကောင်ဟုတ်ပြီမင်းနေရာအားနေလဲကြည့် okay မင်းကူးထားလို့မရအောင်လို့ဒီကောင်အားနေတဲ့ဘက်ကိုကိုကထောက်ပြီးတော့မှကိုရဲ့အားတာချက်ကိုအသာလေးတွန်းပေးလိုက်ရမှာနော်တွန်းပေးလိုက်ရမယ်ဒါဆိုလို့ရှိရင်ဒီကောင်အရန်ကူးမချရဲတော့ဟာမဖြူငါစုတ်ကူးထားလို့မရအောင်တိုင်ပတ်တဲ့ဟာဆိုပြီးဖြစ်သွားအောင်နားလေပါပေါ့နော် ပြောမှဆိုရင်ကူးထားတဲ့ကောင်က lesson နဲ့ပေးတာပဲ lesson နဲ့ပေးလိုက်တာအဲ့တကွက်တွေပြင်းလို့ရတယ်เนาะအဲ့တော့အများတန်းတက်တည်းမတွေးပါနဲ့တချို့ဟာလေးတွေကကျွန်တော် out of the box နည်းနည်းလေး idea လေးထည့်ပြီးတော့မှတွေးလို့ရပါတယ်အဲ့ဒီခါကျလို့ရှိရင်ကျွန်တော်တို့အဖြေတွေအများကြီးပဲထွက်လာပါလိမ့်မယ်အားလုံးပဲကူးချခံရခြင်းမှာကင်းဝေးပါစေဒါမဲ့ကူးချမှာပဲကိုယ်ကိုယ်တိုင်းလည်းတကယ်တမ်းအလုပ်ဖြစ်တဲ့ဟာလေးပြလို့ရှိရင်ကူးချတာပဲမဟုတ်ဘူးလားဒါလိုပဲကျွန်တော်ကလုပ်ငန်းလုပ်ရဆိုတာပေါ်တင်ကြီးကူးတာမဟုတ်ဆိုလို့ရှိရင်တော့မှ refer အနေနဲ့ကျွန်တော်ကယူရတာပဲအတူယူရတာပါဗျာ ည်ရမှာနော်ကျွန်တော်တို့ကအများတိုင်းကိုက idea တစ်တည်းပဲထွက်မနေနိုင်ဘူးလေအဲ့တော့ဘယ်ဟာလေးတည်းရအလုပ်ဖြစ်နေလဲကျွန်တော်တို့အတူယူပြီးတော့မှလုပ်ရတယ်ကျွန်တော်ဆိုအများနဲ့ပြောတယ် content creation လုပ်မဲ့သူတွေမလုပ်တတ်ဘူးမလားမလုပ်နိုင်အောင်မြင်နေတဲ့သူတွေကိုကြည့်တို့ဘာလုပ်နေလဲကြည့်ပြီးတော့တို့ပုံစံတိုင်းကိုကနည်းနည်းလေးတော့ like လုပ်ပုံစံတူရောကိုမချနဲ့ကို idea လေးနည်းနည်းထည့်ကိုရဲ့ creative လေးနည်းနည်းလေးထည့်ထည့်ပြီးရရှင်ဆက်ပြီးတော့လုပ်ဘာဖြစ်လို့လဲဆိုတော့ကိုကကိုမစပြီးတော့အစ်စ်လုပ်မဲ့သူကဘာမှနားမလဲသေးဘူးနားမလဲတဲ့အနေနဲ့ဆိုမှငါအစ်စ်မအစ်စ်မဆိုပြီးဆက်လုပ်လို့ရှင်ကျွန်တော်တို့တိုင်ပတ်သွားလိမ့်မယ် အဲ့တော့တကယ်အလုပ်ဖြစ်နေတဲ့သူကိုရှေ့မှာစီနီယာကျနေတဲ့သူတွေကိုလေ့လာပြီးတော့လုပ်ဖို့လိုရပါတယ်။အဲ့လိုပဲကိုကူးခြားခံနေရပြီဆိုလို့ရှိရင်လည်းကိုကစီနီယာဖြစ်နေပြီဆိုတာကိုသတိရပါနော်။အားလုံးပဲအစီအမေကြပါစေ။ကျော်ကွန်ဟိပါ။နောက်ပြီးတော့ကျွန်တော်ပြန်တွေ့ကြမယ်။ဘိုင်ဘိုင်။